ားလုံးမင်္ဂလာပါဒရီယာဘေး ICT professional trainer နေပြီးတော့ကျွန်တော်ကျူဆွေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့လာမျိုးမှဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ rate technology လို့ technology အကြောင်းကိုလေ့လာကြမယ် rate ဆိုတာ redundant array or independent disk လို့ခေါ်ပါတယ်အဲတချို့ဒူရီယာလည်းဘယ်လိုခေါ်လဲဆိုတော့နောက်တစ်တနည်းအဖြစ် redundant array of inexpensive disk လို့လည်းခေါ်ပါတယ် okay ကျွန်တော်တို့ဒါဆိုရင်ဘာလို့ rate technology ကိုသုံးကြရလဲ နော်ဒါလေးဆိုဆက်ပြီးပြောပြမယ်ကျွန်တော်တို့မြင်တွေ့နေရတဲ့ head တက်ပေါ့နော် SDD က data တွေအများကြီးသိသိလို့ရတယ်ပါ data တွေဆိုတာဒါရင် important data တွေကျွန်တော်အရေးကြီးရဲ့ server server နဲ့ရုံး file တွေဒါမှမဟုတ် program တွေ software တွေ okay ဒါတွေအကုန်လုံး head တက်မှာကျွန်တော်သိလို့ရတယ်ဒါပေမဲ့တဲ့သူ့မှာတစ်ခုကျွန်တော်တို့အားနေချက်ရှိတယ်အဲ့တော့ဘာလဲဆိုတော့ head disk ကဗျာ moving pad တွေနဲ့လှုပ်လှုပ်တာဒါကိုကျွန်တော်အရှိမှလည်းကျွန်တော်ပြပြပြီးပါပြီ head disk အကြောင်းတခြားကျွန်တော်ပြပြပြီးထားပါတယ် okay head disk က moving pad တွေနဲ့လှုပ်လှုပ်တာဖြစ်တဲ့အတွက် movie ပဲဘာတွေပါလဲဆိုတော့ rewrite ဟတ်ကြီးဗျာပြီးတော့ accurate ကြတယ် and ဒါတွေနဲ့သူအလုပ်လုပ်တာဖြစ်တဲ့အတွက်ဘာဖြစ်နေလဲဆိုတော့တခုခုကျွန်တော်တို့ headset ပြုတ်ကြပါတယ်နော်ပြုတ်ကြပါတယ်ဆိုရင် crash ဖြစ်သွားနိုင်တာဒါမျိုးပေါ့နော် crash ဖြစ်သွားနိုင်တယ်ဒါကလို့ crash ပဲဖြစ်ဘူးဆိုရင်ဒီ rewrite ဟတ်ကြီးကအလုပ်မလုပ်နိုင်တဲ့အတွက်ကျွန်တော်တို့ write product ဖြစ်တာမျိုးတွေဒါမျိုးတွေဖြစ်နိုင်တယ်နော်ဒါတွေကို prevent လုပ်ဖို့အတွက်နော်ဒါတွေကို prevent လုပ်ဖို့အတွက်ကျွန်တော်တို့ကဘာလုပ်သုံးရလဲဆိုတော့ rate technology ကိုအသုံးပြုဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ hard disk တွေ fail ဖြစ်ပြီဆိုရင်ကျွန်တော်တို့ data recovery လုပ်ဖို့ကအရန်ခက်ခဲပါတယ်နော်။တကယ်လို့ကိုယ့်ရဲ့ရုံးအတွက်အရေးကြီးတဲ့ server server data တွေထည့်ထားတဲ့အခါကျရင်ကျွန်တော်က data recovery လုပ်ဖို့ခက်ခဲတဲ့အခါကျတော့အခက်အခဲပြဿနာအကြီးကြီးတက်နိုင်ပါတယ်နော်။တကယ်တမ်းဟိုမှာအရေးကြီးတဲ့ server server မျိုးညဆိုတော့အရန်ဟိုကျွန်တော်တို့ live နဲ့မဆိုင်တဲ့ server server မျိုးတွေထည့်ထားတာမျိုးဆိုရင်ကျွန်တော်ပြန်ရဖို့အရန်ခက်ခဲပါတယ်။ဒါကြောင့်မလို့ကျွန်တော် rate technology ကိုအသုံးပြုဖြစ်ပါတယ်။ rate technology ဘာကြောင့်သုံးလဲဆိုတော့ကျွန်တော်က data တွေကို ခွဲပြီးတော့တိန်လို့ရတယ်เนาะခွဲပြီးတော့တိန်လို့ရတယ်နောက်ပြီးတော့ခွဲပြီးတော့တိန်ထားတဲ့အခါကျတော့တစ်ခုမှတိန်ထားရင်နောက်ထပ်တစ်ခုမှသွားပြီး backup ဖြစ်နေရင် hardware တစ်ခုပြတ်သွားလို့ရှိရင်နောက် hardware တစ်ခုက အော်တိုကျွန်တော်တို့ရဲ့ data တွေသိစီပေးထားတယ်ဒါကြောင့်ကျွန်တော်တို့ rate technology ကိုအသုံးပြုဖြစ်ပါတယ် rate တွေမှာကျွန်တော်တို့ဟိုမှာလက်မျိုးရှိရပါတော့ software based rate နဲ့ကျွန်တော်တို့ hardware based rate hardware based rate ပေါ့နော် hardware rate ပေါ့နော်အဲ့လိုနှစ်မျိုးရှိပါတယ် okay software based rate ဆိုတာဘာမျိုးဘာကိုခေါ်ရလဲဆိုတော့ကျွန်တော်တို့ operating system နဲ့ပြီးတော့တွားပြီးတော့လုပ်လို့ရတာမျိုးပြောတာပါနော် operating system ကျွန်တော်တို့ window 10မှာဆိုရင်ကျွန်တော်တို့ rate 1ကိုကျွန်တော်တို့အသုံးချလိုက်ရတယ် rate 1ဆိုဘာလုပ်တာလဲ mirror လုပ်တာလေ mirror ring လုပ်တဲ့ဟာအဲ့ rate ကိုကျွန်တော်တို့ window 10မှာကျွန်တော်တို့ create လုပ်ပြီးတော့သုံးလို့ရတယ်ဒါမျိုးတွေသုံးလို့ဆိုကျွန်တော် တို့က software rate လို့ခေါ်ပါတယ် do not require any special hardware device hardware device တွေလုံးဝမလိုပါဘူးဒါဆိုဒါ mixer media နဲ့ hardware device ဖြစ်ပါတယ် software rate ကိုတော့ကျွန်တော် hardware device လုံးဝမလိုဘူးเนาะဒါပေမဲ့ hardware rate ထက်ဆိုင် software rate က performance ကတော့ကျတယ်เนาะ lower performance than hardware rate hardware rate ကိုတုံးတာထက်ဆိုင် software rate ကကျွန်တော်တို့ performance ကတော့ hardware rate ကိုမမီပါဘူးเนาะ โอเคဒါဆိုရင်ကျွန်တော် hardware based rate hardware based rate ဆိုတာဘာဘာကိုခေါ်တာလဲ hardware based rate ဆိုတာကျွန်တော်တို့ကအပြင်မှာ device တိတက်နော် device တိတက်ဒါဆိုရင် synology device လို့ခေါ်ပါတယ်ဒါဆိုကျွန်တော်တို့က rate လုံးလို့ rate technology အသုံးပြုရတဲ့ device တွေမျိုးဖြစ်ပါတယ်နော်အဲ့ဒီမှာဘာပါလဲဆိုတော့ rate controller cap ဒီလိုဟာမျိုးပေါ့နော်ဒီလို rate တွေ control လုပ်ရတဲ့ cap ပါတယ် ဒီ rate controller ကပ်ကိုကျွန်တော်တို့ဒီထဲမှာစိုက်မယ်စိုက်ပြီးတော့မှကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့ head disk တွေထည့်ပြီးတော့ ram rate technology ကိုလုပ်လို့ရပါတယ်ဒါဆိုရင် hardware base ကကြတော့ rate technology ကပ်နဲ့ hardware device နဲ့ချိတ်ဆက်ပြီးတော့လုပ်တာဖြစ်ပါတယ် software base ကကြတော့ကျွန်တော်တို့ operating system မှာပါတယ် base in နော် feature ကိုအသုံးပြုခြင်းဖြစ်ပါတယ်အဲ့တော့ software base နဲ့ hardware base နဲ့ပါပါလဲဆိုတော့ software base ကိုသုံးရင် hardware base တော့ဘယ်လိုနေလဲ performance ကိုကောင်းကောင်းရမှာမဟုတ်ပါဘူးနော် hardware base ကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ high performance ရလာနိုင်မယ်เนาะဒါကတော့ software base နဲ့ hardware base rate ရဲ့ challenge ဖြစ်ပါတယ်ဒါအခုမြင်နေရတာ micro synology device ဖြစ်ပါတယ်ဒါကယနေ့ခေတ်ကျွန်တော်တို့ market ဒီကောเนาะ network လောကမှာ rate technology သုံးတဲ့နေရာမှာအသုံးများတဲ့ device တစ်ခုလည်းဖြစ်ပါတယ်เนาะဒါကတော့ rate controller ကပ်ပါเนาะဒါကိုဒီထဲမှာပါပါတယ်ဒီထဲမှာပါတယ် rate controller ကရှိပါတယ်ဒီမှာဒါကျွန်တော်တို့ SATA data site လို့ရတဲ့ပုံလေးပါဒါလေးနဲ့ကျွန်တော်တို့ rig technology ကိုအသုံးပြုပြီးဒီနှစ်ခုအသုံးချပြီးတော့ rig technology ပြုလုပ်တာဖြစ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့နော်ဒီ rig technology ကိုလုပ်တယ်ဆိုရင်ဥပမာ ထားပါတော့ကျွန်တော်တို့ကဒါ synology မှာလုပ်လို့ပေါ့နော် synology မှာလုပ်လို့ကျွန်တော်တို့ကဒီ synology မှာဗျာ 4p လို့ 8p လို့ပေါ့နော်6ခုအဲ slot hard disk 6ခု site လို့ရရှိရဲ hard disk 4ခု site လို့ရရှိရဲ hard disk 2ခု site လို့ရရှိရဲအနည်းဆုံးတော့ကျွန်တော်တို့ rate technology ကိုအသုံးချမယ်ဆိုရင် hard disk ကတော့နှလုံးလိုရဲဘာကြောင့်လဲဆိုတော့ကျွန်တော်က packet ထားချင်တာကို packet ထားချင်တဲ့အခါနှလုံးလိုရဲ okay ထားပါတော့တကယ်တမ်းကျွန်တော်တို့က server ရဲ့အကြီးတွေမှာ rate technology ကိုသုံးမယ်ဆိုရင်ဘာတွေလိုလာပြီလဲဆိုတော့ hot swappable device drive လို့ခေါ်တယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့လိုလာပြီဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်တို့ကတက်ဆင်အသုံးမပြုဘူးဆိုရင်မဖြစ်မလဲဆိုတော့ကျွန်တော်တို့က easy to repair မဖြစ်ဘူးကျွန်တော်တို့ကအခု radio အသုံးပြုထားတယ် radio အသုံးပြုပြီးတော့ကျွန်တော်တို့က run ထားတယ်တကယ်လို့ hardware 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 တစ်ခု hard disk တစ်ခုက fail သွားတယ်ဒါဆိုရင်ကျွန်တော်တို့ကဓာတ်တွေကိုအလွဲတစ်ခု maintenance လုပ်ဖို့လိုတယ် ဒါမျိုးတွေလုပ်ဖို့တော့ကျွန်တော်တို့က hot sweat able device drive လို့ခေါ်တယ်ဒါမျိုးတွေဒီဒီဘောတော့ headless မှာတက်ဆက်အသုံးပြုရပါတယ်ဒီမှာဆိုရင်ဒီမှာဘာလို့ network engineer ကသူနော် network engineer ပေါ့ system engineer တယောက်ကသူကဒီ hot sweat able drive ကိုသုံးပြီးတော့ဒီ headless ကိုလဲဖို့ကြိုးစားနေတာဖြစ်ပါတယ် okay နောက်ပြီးတော့ဒီ hot sweat able drive ဒီအသုံးပြုကြရအဖြစ်ကျွန်တော်တို့က system ရဲ့ performance ကို100% uptime ပေါ့နော် system ကို100% app နေစီမှာဖြစ်ပါတယ်ဆိုတော့ကကျွန်တော်တို့ downtime မရှိဘဲနဲ့ဒါတွေအလွယ်တကူအလုပ်လုပ်လို့ရမှာဖြစ်ပါတယ် rate technology မှာတော့အမျိုးအစားအများကြီးရှိပါတယ်ဒီထက်ကမှကျွန်တော်က ray 0ရဲ့ ray 0 stripping striping လို့ခေါ်ရမှာနော်အဲနောက်တစ်ခုက ray 1ရယ် ray 5ရယ်နောက်တစ်ခုကကျတော့ ray 10ပေါ့နော် ray 10ကကျတော့ ray 1နဲ့0ပေါင်းတာဖြစ်ပါတယ် performance နဲ့ဒီပေါ့နော် priority device ပေါ့နော်ဒါတွေ priority တွေဒါတွေကိုသူကအခြေခံပြီးတော့ ဒါပေါင်းစည်းထားတဲ့ဟာဖြစ်ပါတယ်ဒါကပို့ပြီးတော့ဒီ break တွေအားလုံးနဲ့မှာအကောင်းဆုံးပြောပါဆိုရင်တော့ rate zero နဲ့ break 1ပေါင်းထားတဲ့ဟာပါ rate down နဲ့သူ့ခေါ်ပါတယ် also ကို strike of mirror เนาะ mirror လို့တဲ့ drive ဒီမှာ strike ဖြစ်အောင်ပြန် strike ပြန်လုပ်တာပေါ့နော်ဒါကိုခေါ်ပါတယ်ဒီ technology အကြောင်းလေးကိုကျွန်တော်ရှင်းပြပြမှာဖြစ်ပါတယ်